ဆရာမများចောင်းចောင်းចောင်းတွေများတင်နန်းသူတင်နန်းသားများအားလုံးစိတ်ရည်ချမ်းသာခြင်းကိုယ်ရည်ချမ်းသာခြင်းတို့နဲ့ပြည့်စုံကြပါစေ။ကြည့်ကျွန်တော်တို့အခုဓာတ်စီးတွေဖြစ်ပေါ်ခြင်းဆိုတော့စကလုံးလေးတစ်လုံးပေါ့ဓာတ်စီးဆိုတော့ဓာဆိုတဲ့စကလုံးကျွန်တော်တို့မြန်မာလူမျိုးတွေကအမှန်တမ်းထူးခြားတယ်။အလုံးလေးတစ်လုံးပေါ့လေးတော့လေးတစ်ခုကနေရိုက်လိုက်လို့ချက်ကနေဆိုပြီးတော့ပုံလေးတစ်ပုံထွက်လာဟာထူးထူးဆန်းဆန်းထွက်လာတယ်ဓာတ်ပုံကျွန်တော်တို့ထူးဆန်းရင်ဓာတ်သုံးတယ် အချောင်းလေးတစ်ချောင်းခလုတ်ပွင့်လိုက်လို့မီးလင်းသွားတယ်ထူးထူးခြားခြားမီးလင်းလို့ဓာတ်မီးဘူးလေးတွေကိုရေနွေးတွေထည့်ထားလို့ညလည်းပူနေတယ်နေ့လည်းပူနေတယ်ဟာထူးထူးခြားခြားဓာတ်ဘူးကျွန်တော်တို့ကထူးခြားတယ်ဓာတ်ဘူးဆိုဓာတ်တွေသုံးကြတယ်ဆိုတော့အခုလည်းထူးထူးခြားခြားဓာတ်စီးတယ်ဆိုတော့ရိုးရိုးစီးမဟုတ်ဘူးဓာတ်စီးနောက်တစ်မျိုးပြောရင်တန်ရောစင်စီးပဲအဲ့ဒီကောင် အမှန်တမ်းတန်ဟောတင်တွေ့တဲ့စီကျွန်တော်တို့ပတ်ဝန်းကျင်မှာအောက်ဆီဂျင်တို့ဟိုက်ဒရိုဂျင်တို့နိုက်ထရိုဂျင်တို့ရှိတယ်။သူတို့တွေဒီဓာတ်ငွေတွေအနေနဲ့နေတာသူတို့တွေဒီတစ်ခုတည်းနေတာမဟုတ်ဟိုက်ဒရိုဂျင်အိုက်ဒန်ဟိုက်ဒရိုဂျင်အိုက်ဒန်နှစ်ခုပေါင်းပြီးဟိုက်ဒရိုဂျင် H2 molecule အနေနဲ့ရေးတာဒါကြောင့်မဟိုက်ဒရိုဂျင်လို့ပြော H2 လို့ရေးတယ်။အောက်ဆီဂျင်နဲ့အောက်ဆီဂျင်နဲ့နှစ်ခုပေါင်းပြီးတော့ O2 molecule လို့ရေးတယ်။နိုက်ထရိုဂျင်နဲ့နိုက်ထရိုဂျင်နဲ့နှစ်ခုပေါင်းပြီးတော့ N2 molecule လို့ရေးတယ်။ထူးထူးခြားခြား အောင်စင်ကြီးအတွက်သုံးခုပေါင်းပြီးအိုသရီမော်ဒီယူအိုဆုံးဆိုပြီးရေးတယ်။ကာဗွန်နဲ့အောင်စင်နှလုံးနဲ့ပေါင်းရင်ကာဗွန်ဘုံလောက်ဆိုင် CO ရတယ်။ကာဗွန်နဲ့အောင်စင်နှလုံးနဲ့ပေါင်းရင်ကာဗွန်ဒိုင်အောက်ဆိုက်ဆိုပြီးတော့ CO2 ရတယ်။ဒါကျွန်တော်တို့ပတ်ဝန်းကျင်မှာမြင်နေရတဲ့တိတ်နေတဲ့ molecule တွေပဲ။ဟောနောက်တစ်မျိုးကျွန်တော်တို့မနေ့မိုးလီမျက်နှာတက်ကြတဲ့ညနေတီသုံးနေရတဲ့ H2 ကို hydrogen နှလုံးအောင်စင်နှလုံးပေါင်းတယ် အဲ့ဒါကြီးကပေါင်းချင်တိုင်းပေါင်းလို့အဲ့ကောအောက်ဆီဂျင်လောင်းငါလည်းလာပေါင်းလို့ပေါင်းချင်တိုင်းပေါင်းတာမဟုတ်ဓာတ်ဆီးတွေရပေါင်းတယ်အဲ့ဒါကိုအင်္ဂလိပ်လိုပြောရင် chemical bonds လို့ခေါ်တယ်အဲ့တော့ဓာတ်ဆီးများဖြစ်ပေါ်ခြင်းဆို formation of chemical bond အဲ့ဒါများကြီးဒါတို့ဓာတ်ဆီးများနဲ့ပေါင်းဆက်ပြီးတော့ drug bond တွေအနေနဲ့တည်ရှိနိုင်နောက်တစ်မျိုးပြောရင် molecule တွေအနေနဲ့လည်းတည်ရှိနိုင်နော် molecule နဲ့ drug bond ဟိုတချို့နေရာတူတယ်တချို့နေရာမတူဘူးဒါကြောင့်မလို့တူတယ်လို့ပြောရမှာ drug bond လဲ molecule ပဲ molecule လဲ drug bond ပဲလို့ကျွန်တော်မပြောဘူးနော် တူတဲ့နေရာတူတယ်မတူတဲ့နေရာမတူဘူးဒါကြောင့်မို့အတန်နေပေါင်းဆက်တဲ့အခါမှာဓာတုတက်စီရင်နေပေါင်းဆက်တဲ့အခါမှာ drop bound တွေ molecule တွေရတယ်ဆိုတော့အခုအခြေခံပညာအစစ်မှာဓာတ်စီကြောင်းနှစ်ခုပဲသင်ရဒေသနာတော်မှာဓာတ်စီကြောင်းနှစ်ခုပဲသင်ရမယ်ပထမဓာတ်စီက ion c တဲ့မြန်မာလိုပြောရင် ion c အင်္ဂလိပ်လိုပြောရင် ionic bond နောက်တစ်ခုက phosphorus c တဲ့အင်္ဂလိပ်လိုပြောရင် covalent bond ဆိုတော့နောက်အတန်းပညာတက်သွားရင် great turn ကြရင်သင်ရလေးခုသင်ရ Ernest Bond, IOC, Covenant Bond, Hazard C, Coronet Bond, Premier C, Medalle Bond, Tattoo C. ဆိုတော့ great တွဲကြရင်နောက်တာဆက်စီဟာ Hydrogen Bond, Hydrogen C ဒါတွေသင်ရ။အဲတော့အခုက great 9 C ရ IOC နဲ့ Hazard C ပေါ့။အဲ့ဒီနှစ်ခုသင်ရ။ ဆိုတော့ဒစေးတွေပေါင်းဆက်တဲ့အခါမှာအတမ်နေအတမ်များကြီးဘာလို့လဲဆိုတော့ electron ကိုပေးခြင်းယူခြင်းဒါမှမဟုတ်မျှဝေသုံးစွဲခြင်းလုပ်တယ်ပေးတာယူတာလုပ်ရင်ညပြောမယ် electron ကိုပေးတာယူတာလုပ်ရင် ion c မျှဝေသုံးစွဲ passes c စကားလုံးလေးနှလုံးပြောပြီး electron ကိုပေးတာယူတာလုပ်ရင်မင်းကငါအပီးပေးလိုက်ပြီမင်းကငါအပီးယူလိုက်ပြီ ဒါဆိုရင် IOC ဒီလက်ထရွန်ကိုမင်းလည်းပိုင်တယ်ငါလည်းပိုင်တယ်မင်းလက်ထရွန်ကိုငါလည်းပိုင်တယ်မင်းလည်းပိုင်တယ်လို့အဲ့လိုမျိုးဝေစားမြာစားဝေဒူခွဲဒူလုပ်ရင်ဖတ်ဆက်စီဟုတ်ပြီနော်အဲ့ဒီဟာလေးသဘောပေါက်ရမယ်နော်အပြင်မှာဆိုအခွန်မှာရှိတဲ့အလက်ထရွန်ကိုရှစ်ခုပြည့်အောင်ဝင်တယ်မြင်းကြောင်းတားလိုက်ပြလိုက်တာအပြင်မှာဆိုအခွန်မှာရှိတဲ့အလက်ထရွန်ကိုရှစ်ခုပြည့်အောင်ဝင်တယ်အဲ့လိုရှစ်ခုပြည့်ဖို့အတွက်အလုပ်၃ခုလုပ်တယ် အလက်ထရွန်ပေးတာယူတာလုပ်တယ်အလက်ထရွန်ပေးတာယူတာလုပ်တယ်မျှဝေတာလုပ်တယ်ဆိုတော့အလက်ထရွန်အပြင်ဘက်ဆုံးပတ်လမ်းမှာရှစ်ခုမပြည့်တာလည်းရှိဟာရှုပ်ကုန်ဒါရှုပ်အောင်ပြောမှနားလေအပြင်ဘက်ဆုံးပတ်လမ်းမှာရှစ်ခုမပြည့်တာလည်းရှိရှစ်ခုမပြည့်ဘဲနဲ့ stable ဖြစ်တာလည်းရှိအဲ့ဒါမျိုးကဘာတော့ဘာကြောင့်လဲလို့မေးရင်သူတို့เนี่ยအနည်းဆုံးမှရှိတဲ့ တို့ရောနဲ့အနည်းဆက်ဆုံးမှရှိတဲ့အစွမ်းမဲ့ dressing ရဲ့ ion electron ဖွဲ့ဒီပုံကိုရှုလို့ရှုလို့မရဘူးကျွန်တော်ကံစီတင်တာဆိုတော့ကျွန်တော်ဒီအကောင့်လောက specialize တို့ရောဒက်စီပေါင်းတာအပြင်မှာရောခေါ်ပါ electron ရှင်းလုံးရဖို့အတွက်ဒို့တော့ဒို့တော့တခါတလေမှအပြင်မှာရောခေါ်ပါ electron ရှင်းလုံးနဲ့မဖွဲ့ဘူးနှလုံးနဲ့ဖွဲ့ ဟီလီယပ်ဆိုချောင်းယူလို့အလတော်ရှင်းလုံးနဲ့ stable ဖြစ်အောက်ရ stable လို့ခေါ်တယ် OCD ဒီအောက်ရအဲ့လိုမျိုးဖက်တီဘုံကိုရှင်းလုံးရောင်းဖက်တီဘုံကိုရှခုစုစီမြင်အထစီမြင်လို့ခေါ်တယ်ဘာလို့ခေါ်လဲရှခုစုစီမြင်အထစီမြင်လို့ခေါ်တယ်အပြင်မှာဆုံးမှာအလတော်ရှင်းလုံးရောင်းဖက်တီခြင်းကိုအထစီမြင်လို့ခေါ်တယ်နောက်တစ်မျိုး outer rule လို့ခေါ်တယ် သို့သောဟိုက်ဒရိုဂျင်တို့လီသီယံတို့သည်အပြင်မဆုံးပတ်လမ်းမှာနှလုံးနဲ့စတေဘယ်ဖြစ်အောင်နေတယ်သူတို့သည်ရှစ်ခုနေလို့မရဒါမျိုးကိုဂျူပလစတေဘယ်လို့ခေါ်တယ်ဟီလီယံစတရက်ချာကိုယူတာဟီလီယံဒီအပြင်မဆုံးပတ်လုံးမှာအီလက်ထရွန်နှလုံးနဲ့တင်မြဲလို့ဒါပဲပြလိုက်တာဘာမှခေါ်ရတူးမခတ်ဘူးဒီလိုကြည့်လိုက်ပထမဆုံး IOC အယုံစေးဆိုတာဘာလဲဆိုတော့လေယာစစ်ဓာတ်ပေါ် dressing အတန်တစ်ခုနဲ့ရှုံးလို့မရဘူးလေယာစစ်ဓာတ်ပေါ် dressing အတန်တစ်ခုနဲ့လေယာစစ်ဓမ္မ dressing အတန်တစ်ခုဓာတ်ပေါ်နဲ့ဓမ္မအဖိုနဲ့အမပေါင်းတာဟုတ်ပြီနော်အဖိုနဲ့အမပေါင်းတာ nature တဘာဝအရာပဲအဖိုနဲ့အမတွေ့ပေါင်းပြီအဲ့ဒါ IOC အမမချင်းပေါင်းတာတဘာဝကိုဆက်ကြည့်အဲ့ဖက်ဆက်စီအဲ့ကြိုက်တွေ့ပြီနော် ဓာတ်ပုံနဲ့ဓမ္မပေါင်းတဲ့အခါမှာဓာတ်ပုံရဲ့အပြင်မှာဆုံးအခွန်မှာရှိတဲ့ electron ဟာဓမ္မရဲ့အပြင်မှာဆုံးအခွန်ကိုလုံးလုံးလျာလျာပြပြလဲရမဟုတ်ဘူးနော်လုံးလုံးလျာလျာအပြည့်အဝလုံးလုံးလျာလျာကူးပြောင်းသွားတယ်ဟောလဲ electron ကိုပေးတာကိုယူတယ်ဒါမျိုးကိုဘာလို့ခေါ်လဲဆိုရင် IOC လို့ခေါ်တယ်။အဲဒီအခါမှာဓာတ်ပုံကဓမ္မကိုအလက်ထရွန်ပေးလိုက်တဲ့အခါမှာဓာတ်ပုံဒီအလက်ထရွန်ဆုံးရှုံးသွားလို့ဓာတ်ပုံအာယုံပေါ်တယ်။ဓမ္မဒီအာယုံကိုလက်ခံလိုက်လို့ဓမ္မအာယုံပေါ်တယ်။အဲဒီဓာတ်ပုံနဲ့ဓမ္မအာယုံတို့အကြောင်းလျှောစစ်ဒဏ်ရင်ဆွဲအားဖြစ်တယ်။ အဲ့ဒီဓမ္မနဲ့ဓမ္မနဲ့ကြားထဲမှာ electrostatic attraction လို့ခေါ်တယ် electrostatic attraction လျှော့စစ်ဓာတ်ငြိမ်ဆွဲအားအဲ့ဒီလျှော့စစ်ဓာတ်ငြိမ်ဆွဲအားကို IOC လို့ခေါ်တယ်စံကျင်ဘက်လျှော့စစ်ဆောင်းဓာတ်ဖို့အိုင်ယွန်နဲ့ဓမ္မအိုင်ယွန်တို့ကိုလျှော့စစ်ဓာတ်ငြိမ်ဆွဲအားဖြင့်ပေါင်းစည်းထားပြီးခလေးဆန်လိုက်တာအဲ့ဒါကြီးမဖတ်ချင်လို့ကျွန်တော်ရှင်းပြတယ် ဒီဘက်ကဓာတ်ပုံအာယုံဒီဘက်ကဓမ္မအာယုံကြားထဲမှာ electrostatic attraction လို့ခေါ်တဲ့ layer စစ်ဓာတ်ငြိမ်ဆွဲအားဖြစ်တယ်အဲ့ဒီ layer စစ်ဓာတ်ငြိမ်ဆွဲအားကို IC လို့ခေါ်ပြီဒါပဲရှင်းရှင်းလေးပဲကပုံတဲ့တကွာရှင်းပါတတို့ dressing များနဲ့တတို့မဟုတ် dressing များဓာတ်ပြုတဲ့အခါ IC ဖြစ်တယ်တတို့ dressing matter တွေဆိုတာ layer စစ်ဓာတ်ပုံ dressing တွေ တတုမဟုတ် dressing နေဆိုတာလျှက်စစ်ဓမ္မ dressing နေအဲ့ဒီနှစ်ခုပေါင်းရင်ဘာဖြစ်လဲ IOC ဖြစ်တယ်ဆိုရီယာအတမ်နဲ့ကလိုရီအတမ်ပေါင်းတယ်ဆိုရီယာအတမ်မှာရှိတဲ့အလက်ထရွန်တစ်လုံးဒီကလိုရီအတမ်ကိုကူးပြောင်းသွားတယ်ဒါကြောင့်မလို့ဆိုရီယာဒီအလက်ထရွန်တစ်လုံးဆုံးရှုံးတယ်ဆိုရီယာ double ion anti plus ဖြစ်တယ် ကလိုရင်းသည်ဆိုရီယံကပေးလိုက်တော့အလာဂျွန်တလုံးကိုလက်ခံတယ်ဒါကြောင့်မလို့ကလိုရင်းဓမ္မအိုင်ယွန် CMI နဲ့ဖြစ်ပုံနဲ့တကွာကြည့်ရအောင်အဲဒီကောင်မှ NA+ နဲ့ CMI နဲ့ကြားထဲမှာ plastic ဓာတ်ငြိမ်ဆွဲအားဖြစ်ပေါ်တဲ့အဲဒီဖြစ်ပေါ်လာတဲ့ plastic ဓာတ်ငြိမ်ဆွဲအားကို ion c လို့ခေါ်တယ်အဲဒီကြားထဲမှာ ion c ရှိဒီ plus နဲ့ minus နဲ့ကြားထဲမှာ ion c ရှိတယ် အိန္ဒိယပြည် unemployment ရ minor တို့ဒီတည်မြဲတဲ့အစွမ်းမဲ့ဓာတ်ဝင်ဒော့စင်ရဲ့ electron ဖွဲ့တည်ပုံကိုရရှိကြဒီလိုကြည့်ပါ unemployment sorry အိန္ဒိယ sorry အန်11ရွှာလိုက်ဒီပြည်ပသောအပေါ်မှာရှိတဲ့အခွန်ဒီဒီ electron ဒီဒီဘက်ကတလုံးရရင်သူဒီတူတော့အဲ့တော့အဲ့လိုခေါ်တဲ့အာဂွန်ရ electronic structure ကိုရအာဂွန်ရ electron ဖွဲ့တည်ပုံကိုရတယ် တို့ဒီဒီရအလာထုံတလုံးဆုံးဆုံးလိုက်ရင်နီယွန်သူတော့အဲ့ရဲ့ဆွဲချောင်းရတယ်ဒါဆိုရင်သူဒီနီယွန်ရဲ့ဆွဲချောင်းပြစ်ချင်တော့အပြစ်မလုံးပလန်တလုံးကိုပေးလိုက်ရင်အလာထုံတလုံးပေးတော့ဒီနေရာမှာ plus ပေါ်တယ်တို့ဒီအလာထုံတလုံးကိုကူးပြောင်းလိုက်တဲ့အတွက်ကြောင့်မလို့ရလိုက်တဲ့အတွက်ကြောင့်မလို့ဒီအပြစ်မလုံးပလန်မှာအလာထုံတလုံးကိုရပြီး minus sign ပေါ်တယ်သူဒီ n plus သူဒီ c minus သဘောပေါက်ပြီနော်ကဲနောက်တစ်ခု ်မိသည်ဒောစီများဓမ္မုသောအခါအာယုန်စီများဖြစ်ပေါ်လာသနည်းတတုဒောစီနေနဲ့တတုမဟုတ်ဒောစီနေအချင်းချင်းဓမ္မုတဲ့အခါအာယုန်စီဖြစ်ပေါ်လာလီသီယံနဲ့ဖလိုရင်ပေါင်းဆက်ပြီးတော့အာယုန်စီဖြစ်ပေါ်လာပုံကိုပုံနဲ့တကွရှင်းပြညီမလိုရှင်းခိုင်းတာမဟုတ်ပုံနဲ့တကွသူကကြတော့လွယ်လွယ်လေးပြေးပြီးခတ်တာအောင်ចောင်းသားတွေကိုခိုင်းတယ်။ဒီလိုကြည့်လွယ်လွယ်လေးတော့ဆရာကောင်းတွေလွယ်သွားလီသီယံ line 3 2.1 flow rate of 9 2.7ဘာမှမကပ်ဘူး li ဒီမှာ crop ပေးလိုက်ပြီအပြင်မှာ crop ပေးပြီ flow rate of 9တို့ကျွန်တော်တော့ပေးမယ်အဆက်လေးပေါ့ ဆိုတော့နှလုံးတော့ပေးလိုက်ခုနှစ်လုံးပေးမယ်နော်တင်းနေ3 4 5 6ခေါ်မဒီအလက်ထရွန်လေးကိုဒီဘက်ကိုအလက်ထရွန်ကူးပြောင်းခြင်းအလက်ထရွန်ကူးပြောင်းခြင်း နော်ဒီပေါင်းဒီမှာလာထည့်လဲရရနော်ဘာမှပြဿနာမရှိဘူးကြိုက်ရနေရာထက်အဲ့ဒီအခါမှာဒီလီသီယမ်ဒီဒီဘက်ကတလုံးကိုဆုံးရှုံးသွားကျွန်တော်ပြောလေပြမလုံးကလုံးမှာခြေလုံးပြရမယ်ဆိုခုနှစ်လုံးပေါင်းတဲ့နေရာမှာဒီတလုံးကိုဆုံးရှုံးလိုက်အဲ့ဒီအချိန်မှာလီသီယမ်ဒီနှလုံးမဲ့ရှိတော့တယ်သူဒီအလက်ထရွန်တလုံးကိုဆုံးရှုံးလိုက်တော့ plus ပေါ်တယ်အဲလဲမှာဘာမှမထည့်ရတော့ဘူးနော် fluorine of 9 chlorine of 9ဒီအပေါ်မှာ minus ပေါ်တယ်သူဒီအလဲမှာသူက dot နဲ့ပြထားတာဒီကော airline plus 2သူဒီ bio structure ကိုရောက်သွားလဲဆိုတော့ helium structure ကိုရောက်သွားတာ f minus က neon structure ကိုရောက်သွားတာဟုတ်ပြီနော် neon structure ကိုရောက် ဆိုဒီနေရာမှာပြောမယ်ဒီနေရာမှာတော့မဟုတ်ဒီနေရာမှာ cross ဘာလို့လဲသူ့ရဲ့ electron မဟုတ်သူ့စီရရတာတဲ့ electron လို့ဒီနေရာမှာ cross ဆိုစာရေးလိုက်မယ် linear energy electron နှလုံးကိုဆုံးရှုံးပြီးတော့ li ပြည့်လို့ခေါ်တဲ့ lithium double atom ion ဖြစ်လာတယ် lithium double ion ဖြစ်လာတယ်သူစီဘာရဲ့ electronic structure သူ့ရဲ့ electron body မဟုတ်ဘယ်ရလာတာလဲလို့မင်းသူစီ ဟီလီယန်ရဲ့အလန်တော်ဘွက်ဒီပေါ်မှာရှိတယ်ဟီလီယန်ဒီနိုဘက်ကတ်စ်ဖြစ်လို့ဖလိုရင်းအဖနာရဆိုရင်အပြင်ဘလုံးပတ်လမ်းမှာနောက်တဲ့တစ်လုံးရရင်နီယွန်ရဲ့အလက်ထရောနစ်စထရက်ချာနီယွန်ရဲ့အလက်ထရောဘွက်ဒီပေါ်ကိုရပြီဆိုတော့ဒီဘက်ကအလက်ထရောတစ်လုံးကိုယူပြီးတော့ F minor ဖြစ်တယ်စာမလို့ရေးလဲပေးထားတယ်အဲ့တိုင်းရေးပေးလိုက်အဲ့ဒီမှာတော့ဟိုဆရာခိုင်တဲ့အတိုင်းဒီမှာတူဆွဲထားတာတကယ်တော့ဒီနေရာမှာတော့မဟုတ်ဒီနေရာမှာ cross ဒီက cross လာယူလိုက်လို့ ဒီဘက်မှာသူကအဟပါရာနဲ့အဟမပါရာနဲ့ပြရအောင်ဆရာတော့ဒေါနဲ့ခရော့နဲ့ပြအဟပါရာအဟမပါရာဆိုရှုပ်မှာဆိုလို့နော်ကြိုက်တယ်လို့ယင်းလီဒီယာဒါလောလောလောဆုံးရှုံးပြီးတော့လီဒီယာ double iron li plus ဖြစ်တယ်ဖလိုရင်းဒီလီဒီယာပေးလိုက်တဲ့အလရောလောကိုရယူပြီးတော့ဖလိုရင်းဓမ္မ iron f minus ဖြစ်တယ် li plus နဲ့ f minus တို့ကြားမှာလျှက်စစ်ဓာတ်ငယ်ဆွဲအားကြောင့် ion c ဖြစ်ပေါ်လာဒီနေရာမှာ plus ထည့်လို့ရတယ်ဒီနေရာမှာ jar ထဲမှာ plus ပါတယ်0ပဲအဲ့ဒါအာရုံနဲ့စီးဖြစ်သွားစမ်းညင်ပဲလျှက်စစ်တက်ဆောင်ဓမ္မအာယုံနဲ့ဓမ္မအာယုံတို့ကိုလျှက်စစ်ဈာညင်ဆွဲအပြင်ပေါင်းဆက်ထားပြီးအဲ့လိုမျိုးပေါင်းစည်းထားတဲ့ဓာတ်စည်းကိုအာယုံစည်းလို့ခေါ်တယ်တတု dressing နေနဲ့တတုမဟုတ် dressing နေဓာတ်ပြတဲ့အခါမှာအာယုံစည်းတွေဖြစ်ပေါ်လာတယ်တဲ့ကဲနောက်တစ်ခုကဘာလဲဆိုရင်ဖတ်ဆက်စည်းဖတ်ဆက်စည်းဆိုတာသဘော ပါအောင်ပြောရရင်စာမသိငယ်သဘောပေါအောင်ပြောရဟိုကဖုန်နဲ့မနဲ့ပေါင်းတာဒီကမနဲ့မနဲ့ပေါင်းမှာသူကသဘာဝရပေါင်းတာမဟုတ်မနဲ့မနဲ့ပေါင်းတဲ့အခါမှာပေးခြင်းယူခြင်းမရှိဘူးမင်းတစ်လုံးငါလဲသုံးမင်းလဲသုံးငါလုံးမင်းလဲပိုင်နဲ့ငါလဲပိုင်နဲ့မင်းလုံးငါလဲပိုင်နဲ့မင်းလဲပိုင်အဲ့လိုမျိုးဖတ်ဆက်သုံးတာဒီတစ်လုံးစီသူ့ဟာလဲဟုတ်တယ်ကိုယ့်ဟာလဲဟုတ်တယ်အဲ့ဒါကိုပြောတာအလက်ထွန်ကိုပြောတာနော်ရှုပ်မကုန်ဘူးဆိုတော့ ။တသည်အန္တရာယ်ခုသည်အလတ်တော်ဆုံးဖို့ဖတ်သက်သုံးခြင်းအဖြစ်ပေါင်းစည်းနိုင်တယ်။အလောမျိုးပေါင်းစည်းထားတဲ့ဓာတုဓာတ်စီကိုလည်းဖတ်သက်စည်းလို့ခေါ်တယ်။ဖတ်သက်စည်းများသည်ဓာတ်စီတစ်မျိုးတည်းကအန္တရာယ်ပေါင်းစည်းပြီးတော့လည်းဖြစ်နိုင်တယ်။ကဲဟိုက်ဒရိုဂျင်မော်လီကျူးတစ်ခုမှာဟိုက်ဒရိုဂျင်အန္တရာယ်နှစ်ခုပေါင်းပြီးတော့ဖတ်သက်တစ်ထပ်စည်းဖြစ်တယ်။ဖတ်သက်တစ်ထပ်စည်း single covalent bond လို့ခေါ်တယ်။ဘာလို့ခေါ်လဲ? single covalent bond ဖတ်ဆက်တစ်ဆက်ကြီးပဲ။ ။ဟုတ်သောနောက်ကျရင်သင်ရမယ်။ single covalent double covalent triple covalent သုံးခုရှိလို့။ person တစ်သက်စီ၊ person နှစ်သက်စီ၊ person သုံးသက်စီ။အဲ့ဒါကြီးနောက်မှပြောမယ်။အခုတော့မလို့သေးဘူး။ဟိုက်ဒရိုဂျင်ပြင်မဲ့သုံးပါလက်တော်တစ်လုံးရှိတယ်ဟိုက်ဒရိုဂျင်ပြင်မဲ့သုံးပါလက်တော်တစ်လုံးရှိတယ်သူတစ်လုံးကိုတစ်လုံးကိုဖတ်ဆက်လိုက်ရင်ဒီလိုမျိုးဖြစ်သွားတယ်အဲ့တော့ဆိုရင်သူ့မဲ့ရပြင်မဲ့သုံးပါလဲနှလုံးရှိတယ်သူ့ရပြင်မဲ့သုံးပါလဲနှလုံးရှိရဆိုရင တို့ရဲ့ဒီဟီလီယမ်ရဲ့အလက်တရွန်ဖွဲ့တည်ပုံကိုရသွားလို့တို့တင်မြဲပြီဒါဟိုက်ဒရိုဂျင်မော်လီကျူးတမျိုးလေးကမဟုတ်ဘူးမျိုးမလူရဲ့ကောင်နောက်ခုပေါင်းမယ်နော်ရတာပဲဒါပေမဲ့အခုနောက်တစ်ခုပေါင်းမယ်ဖလိုရင်းဖလိုရင်းအာဗရာအပြင်ဘက်ဆုံးမှာတစ်လုံးရှိတယ်အပြင်ဘက်ဆုံးမှာတစ်လုံးရှိမင်းနှလုံးငါးနှလုံးဖတ်ဆက်လိုက်တဲ့အချိန်မှာဒီဖလိုရင်းကအပြင်ဘက်ဆုံးမှာလည်း9လုံးရှိတယ်ဒီအပြင်ဘက်ဆုံးမှာလည်း sorry ဒီအပြင်ဘက်ဆုံးမှာလည်း10လုံးရှိတယ်ဒီအပြင်ဘက်ဆုံးမှာလည်း10လုံးရှိဒါဆိုရင်သူဒီဖတ်ဆက်တစ်ဆက်စီးဖြစ်တယ် ကဲခုဒီကရတော့မတူတဲ့ကောင်တွေပေါင်းမယ်ဟိုက်ဒရိုဂျင်နဲ့ဖလိုရင်းနဲ့ပေါင်းတယ်ဟိုက်ဒရိုဂျင်ဖလိုရိုက်မော်လီကျူးဖြစ်တယ်ဟိုက်ဒရိုဂျင်ဒီတစ်လုံးအပြင်ဘက်ဆုံးကတစ်လုံးပေါင်းလိုက်တဲ့အချိန်မှာဟိုက်ဒရိုဂျင်ကအပြင်ဘက်ဆုံးကနှစ်လုံးဟီလီယံအလက်ထရွန်ဖွဲ့တည်ပုံရပြီဖလိုရင်းဒီအပြင်ဘက်ဆုံးမှာရှစ်လုံးဖြစ်သွားပြီဒါဆိုရင်တူတော့ဘယ်လောက်ထွက်သွားလဲတူတော့7ကနေတစ်လုံးထမ်းရသွားတော့တူတော့8ဆိုတော့သူဒီအလက်ထရွန်ရှစ်လုံးနဲ့တည်မြဲသွားပြီဒါဆိုရင်နီယွန်းဖွဲ့တည်ပုံရပါ အဒီကသူတို့နေဒီနော်ဟီလီယံဖွဲ့ဒီပုံရရမရနီယွန်အာကွန်ရဖွဲ့ဒီပုံရဒီလောက်နော်ကဲနောက်တစ်ခုမီသိန်းမော်လီကျူးမီသိန်းကိုဘယ်မှာသိမှာပေါ့ကာဗွန်နဲ့ဟိုက်ဒရိုဂျင်၄လုံးနဲ့ပေါင်းတာကာဗွန်ကအပြင်ဘက်ဆုံးက၄လုံးရှိတယ်ဟိုက်ဒရိုဂျင်ကအပြင်ဘက်ဆုံးက၃လုံးစီရှိတယ်အဲ့ဒီကံမှာဒီလိုမျိုးပေါင်းလိုက်၄ဘက်၄ရံပေါင်းလိုက်အဲ့ဒီကံမှာဘယ်လိုရောက်သွားလဲဆိုတော့ကာဗွန်ရဲ့ပတ်ပတ်လံမှာ၈လုံးရတယ် အာရုံရဲ့ပတ်ပတ်လည်းတစ်ခုချင်းစီမှာနှလုံးစီရတယ်။ဟုတ်ပြီနော်။ကဲအာရုံစီနဲ့ password drop down စီတို့ရဲ့ password drop down တွေရဲ့နော်ရုပ်ပုံသတ္တိ။ So အာရုံစီရှိတဲ့ drop down ကိုအာရုံ drop down လို့ခေါ်တယ်။ password စီရှိတဲ့ drop down ကို password drop down လို့ခေါ်တယ်။နော်အာရုံ drop down အာရုံ drop down တွေမှာ molecule တွေမပါဝင်ဘူး။ password drop down တွေမှာကျတော့ molecule တွေပါဝင်တယ်။ အယုံတော်ပေါင်းများသည်အခဲတွေဖြစ်ပြီးတော့အလွယ်တကူအငွေမပြောင်းနိုင်ဘူး။အယုံတော်ပေါင်းတွေကြတော့အငွေဒါမှမဟုတ်အငွေပြန်လွယ်တဲ့အငွေပြန်နိုင်တဲ့အရေးတွေဖြစ်တယ်။အယုံတော်ပေါင်းတွေကြတော့အရေးပျော့ရင်ဒါမှမဟုတ်ရေးမှပျော့ရင်တရားစစ်စည်းတယ်။ဖဇောစီအများစုကတော့ဖဇောတော်ပေါင်းအများစုကတော့လျှက်စီမစည်းနိုင်ဘူးတဲ့။အယုံတော်ပေါင်းအများစုသည်ပျော်မှန်းနဲ့စုမှန်းမြင့်နံပါတ်1ပွားနဲ့ပွားလင်းပွားမြင့်နေ။ အဆက်ဒရပ်ပေါင်းအများစုကြတော့ပျော်မက်နဲ့ဆူမက်နေနေအယုံဒရပ်ပေါင်းအများစုဟာရေမှာပျော်တဲ့ organic ချော်ရည်တွေပေါ့ organic solvent တွေမှာမပျော်ဘူးဟိုကပြောင်းမြင်အဆက်ဒရပ်ပေါင်းများသည့်ပုံမှန်အားဖြင့်ရေတွေမပျော်ဝင်တော့လဲ organic ချော်ရည်များမှာပျော်ဝင်နိုင်တယ်ပုံမှန်အားဖြင့်မပျော်ဘူးเนาะမပျော်ဘူးလုံးလုံးလိုက်လာမပျော်ဘူးလို့မပျော်ပုံမှန်အားဖြင့်မပျော်ဘူးအဲ့ဒါကိုပြောတာကြည့်ကြအောင် မိနေတော်စင်များဓမ္မသောကဖတ်ဆက်စင်များဖြစ်ပေါ်လာသည်တရုမဟုတ်ဒရစင်၏အချင်းချင်းဓမ္မတဲ့အခါမှာဖတ်ဆက်စင်တွေဖြစ်ပေါ်လာတယ်ကလိုနီစီယာဆမ်တီအဒန်ကခုပေါင်းစင်ဖတ်ဆက်စင်ဖြစ်ပေါ်လာပုံပုံနဲ့တကွာရှင်းပြရှင်းပြမှာပေါ့ကလိုနီစီယာဆမ်တီဒါခရော့ပေးလိုက်ကျူတော်8.7

ော့တခါရဲကောက်သွားတာကလိုရင်းကိုအလဲကောက်ထည့်ပြီးတော့အော်ဒီကောင်တော့တော့ရှစ်လုံးဒီမှာတစ်လုံးပဲရှိတယ် တဲ့အချိန်မှာဒီအားနှစ်ခုပေါင်းမယ်နော်ဒီအားနှစ်ခုပေါင်းရမယ်ဒါဆိုရင်ဒီမှာ crawl 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 ခရော့နဲ့ဒေါ်နဲ့ဒီမှာဒေါ်ဒီမှာဒေါ်ဒါခရော့ဆိုတယ်ဟာခရော့ဒီမှာလည်းဒေါ်ဒီမှာဒေါ်ဟုတ်ပြီနော်ဒီနေရာလေးဒီမှာအဲ့ဒါလေးကဖတ်ဆက် C နောက်တော့ပြောပြောရင်ဖတ်ဆက် တစ်ထက်စီရမလားပင်အဖတ်စာလေးကပုံနဲ့ရှင်းပြမယ်နော်အဲ့ဒါသူပေးထားတဲ့ပုံကဲနောက်ဟိုမှာပုံအဖြေကိုကြည့်လိုက်နော်အမှအဆရာဆွဲထားတဲ့ပုံတိုင်းဆွဲပေးတာနော်သူဒီအလဲအကောင်တွေဖြောက်ပြီးတော့အပြင်ပတ်စောင်းပလန်းတွေပဲဆွဲလိုက်တာကလိုရင်းမော်လီကျူးတစ်ခုမှာပလိုရင်းအက်ဒန်တစ်ခုပေါင်းဆက်ပြီးတော့အီလက်ထရွန်တစ်စုံတစ်ခုဖြစ်ပေါ်လာတဲ့အတွက်ကြောင့်မလို့ဖက်ဆက်တစ်ဆက်စီဖြစ်ပေါ်လာပါတယ်တဲ့နော် ကဲလေးချင်းအမေကွန်များဆိုရန်နေ11နဲ့ Florin of 9တို့ပေါင်းစည်းပြီးတော့ IOC ပြစ်ပေါ်လာပုံရှင်းပြပါဆရာတော်မှာဖြေတခါရဲ့တဲ့ပြီဒီပြင်မှာဆုံးတလုံးကဒီဘက်ကိုလာပေါင်းလိုက်တော့ 2D and A+ ဖြစ်တဲ့ Alpha minus ဖြစ်တယ်ဒါကြောင့်မလို့ Sodium ရဲ့ Electron တလုံးကိုဆုံးရှုံးပြီးတော့ Sodium double ion and A+ ဖြစ်တယ် Florin ကကျတော့ Electron တလုံးကိုရယူပြီးတော့ Florin double ion F- ဖြစ်တယ် အဲ့ဒီအန်ဒီဘလန်နဲ့အမိုင်းနာတို့ကြားမှာလေယာစစ်ဓာတ်ငြိမ်ဆွဲအားကြောင့် IOC ဖြစ်ပေါ်တယ်ဒါပဲကာဗွန်စီစင်းနဲ့ဖလိုရင်းအဖနိုင်ဖတ်ဆက်စီ၄ခုဖြစ်တာကဲအဲ့ဒါဆိုရင် ဖလိုရင်းက၄ခုပေးရကာဗွန်အတစ်ခုဖလိုရင်းက၄ခုဆိုတော့၄နဲ့ကောင်းမြောက်လိုက်ဘာလို့ဆိုတော့၄ခုဝိုင်းနေတော့၄ခုကောင်းမြောက်လိုက်နော်အပြင်မှာဆုံးပတ်လမ်းထဲမှာဘယ်နှလုံးစီရှိလဲဒီမှာ၈လုံးဒီမှာ၄လုံး၄လုံး၄လုံးဆိုတော့၈လုံး ဒီ flow တွေကိုလည်းရေးကြည့်တာ၈လုံးရှိတယ်။ကာဗွန်မှာလည်း၈လုံးရှိတယ် flow တွေမှာလည်း၈လုံးရှိတယ်။ကာဗွန်တော်တော် flow လိုက်ဆိုတော့ CF CF4 molecule တခုမှာအဲ့ဒီနာမည်မရလည်းရတယ် CF4 molecule တခုမှာကာဗွန်အက်တမ်တခုနဲ့ flow တွေအက်တမ်၄ခုတို့ပေါင်းစပ်ပြီးတော့ electron zone ၄ခုဖြစ်ပေါ်လာတဲ့အတွက်ကြောင့်မလို့ဒီဟာတခုဟာ phosphate တစ်သက်စီတခုနှစ်ခု၃ခု၄ခုဆိုတော့ phosphate တစ်သက်စီ၄ခုဖြစ်ပေါ်လာပါတယ်တဲ့ ကဲအဲ့တော့ဆိုရင်အခန်းတစ်အတွက်လေ့ကျင့်ရဲ့မိကုံးများကိုနောက်ဗီဒီယိုဖိုင်မှာသင်ကြားပေးပါမယ်ဆရာဆရာမများကျောင်းသားကျောင်းသူများအားလုံးရှင်လန်းချမ်းမြေကြပါစေခင်ဗျာ